အပြစ်မရှာပါနဲ့သူတစ်ပါးကိုစုံစုံမှတကယ်တော့မိမိပြုကျင့်ရ၏မိမိကိုယ်ကိုပဲ့ပြင်ပြီးမှသူတစ်ပါးကိုပဲ့ပြင်ရ၏မိမိကိုမိမိစုံမရန်ကားအလွန်ခံလာသည်ဓမ္မပတအတ္တဝတ်သူတစ်ပါးကိုဝေဖန်ပြစ်တင်တော့မည်ဆိုလျှင် ကိုကိုကိုပြန်ပြီးဆင်ခြင်လိုက်ပါငါရောကောင်းသလားသူတပားကိုမကောင်းပြောတော့မည်ဆိုရင်သူအမှန်တကယ်မကောင်းပါကသူမကောင်းသလိုကိုကသူ့အစင်ရောက်အောင်နှိမ့်ချပြီးလိုက်ပြောရသလိုဖြစ်တော်မည်သူတပားအားချိုးနှိမ်ပြောလိုခြင်းကြောင့်ကိုစွမ်းကိုစားတွေကိုတောင်းလိုက်ရသဖြင့်အင်အားတွေလည်းကုန်ခန်းကုန်လိမ့်မည်သူတပားကိုအပြစ်မြင်ပြီး အပြစ်တင်လို့စိတ်သည်အလေးအထားတစ်ခုလိုဖြစ်လာတတ်ပါရဲ့သူလဲမှားတတ်တယ်ငါလဲမှားနိုင်တယ်ဆိုရင်ဘာကိုအပြစ်တင်နေတော့မည်နည်းအပြစ်မြင်ပြီးအပြစ်တင်လိုက်ခြင်းကချစ်သူတွေကို မုန်းသူတွေဘဝတို့ ရောက်သွားစေနိုင်ပါရဲ့မြည်သူမဆိုကောင်းစိတ်ဖြင့်ပြောသည် ဖြစ်စေ ဆိုးစိတ်ဖြင့်ပြောသည် ဖြစ်စေ မကြိုက်ခြင်းမှာပထမဆုံးကိုကိုကိုမေးကြည့်ရန်လိုအပ်ပါရဲ့ ငါကိုလာပြောရင်ရောငါကြိုက်မလားသူတပားကိုအပြစ်တင်တော့မည်ဆိုတိုင်းကိုတိုင်းနှင့်နှိုင်းရှင်ကချိန်ထိုးကြည့်တတ်ခြင်းမှာအကောင်းမြင်သည့်တစ်မျိုးဖြစ်ပါတယ်ကိုကမကြိုက်သည့်အတိုင်းသူ့အပေါ်ပြုတ်မှုရန် မစင်စားသင်ပါကိုအတင်းပြောတာမကြိုက်လင်သူ့အတင်းလည်းမပြောမိအောင်ကြိုးစားပါ သူ့အကြောင်းပြောလိုခြင်းမှာသူ့နေရာတွင်ကိုက သွားရက်လိုက်ခြင်းဖြစ်ပါတယ်ကိုနေရာကိုသူလာရက်လင် ကိုကသဘောကျမည်လား ဥစွာစဉ်းစားလိုက်ပါဤမာစင်ပြောသည့်စကားလေးတခုကို ကိုးကားခြင်းပါတယ်ငါလဲကြားနိုင်တဲ့အနေအထားမှာဘာဖြစ်လို့အကျဲကြီးအော်ပြောနေရတာလဲရံပြစ်စိတ်ဆိုးဒေါသထွက်လာသည့်အခါတွင်နှစ်ယောက်သားတတောင်မျှပင်မကွာသောအကွာအဝေး၌အဘေကြောင့်အော်ဟစ်ခါပြောဆိုနေကြသည်လေတဦးနှင့်တဦးဆက်ဆံရေးတွင် ကိုကိုကိုထိန်းချုပ်နိုင်ရေးကပိုပြီးအရေးကြီးပါတယ် လူနှစ်လူချင်းဆက်ဆံရေးတွင် အရေးကြီးသည်မှာဝင့်ဝါမှန်ကြွဟန်ရေးပြသည့်စကားများကို မပြောမိမဆိုမိအောင်တတိထားခြင်းဖြစ်ပါတယ်။ထို့ပြင် လူနားလည်ရမည့်စကားကို ပြောသင့်ပါလျက်စကားကြီးစကားချဲလူနားမလည်အောင် ပြောဆိုခြင်းတို့ကိုလည်းရှောင်ရှားသင့်ပါတယ်။စိတ်ထဲတွင်ဘာမှမထားဘဲရှင်းအောင်နေခြင်းက အလိုလိုပြည့်ဝသလိုဖြစ်နေတတ်ပါတယ်။စကားပြောရရင် ပြောကျင်စောများလာလျှင် ပုံမှန်ထက်အတန်ငါပူပြီးကျဲလာပါတယ်။ကိုတက်ကြောင်ကိုတော်ကြောင်ပြောကျင်လင်ပူဆိုးပါတယ်။လူနှစ်လူချင်းဆက်ဆံရေးတွင်ရှေတန်းကိုရောက်ချင်သောဖြင့်ဟန်ရေးပြလွန်လင်စကားတွေလည်းပေါ်လာပါတယ်။မြများပြောမြများမှားဖြစ်လာပါတော့မယ်။ကိုယုံကြည်ရာကိုရှေတန်းတင်ပြီးမပြောသင်ပါ။ကိုယုံကြည်မှုသည် သူယုံကြည်မှုဖြစ်ခြင်းမှ ဖြစ်ပါလိမ့်မယ်။ ကိုချင်းစာတရားထားလင်စကားကိုရမ်းမပြောတော့ပါ သူများကိုဘလို့သွားဘလို့စားဟုလိုက်ပြီးဆရာလို့ဆရာမလို့ပါ သူလဲသူ့နီးသူ့ဟန်အတိုင်းရက်တီနေထိုင်နည်းတွေရှိပါလိမ့်မယ်ကိုကိုသူများ လွှမ်းမိုးတာမခံခြင်းလင်သူ့ကိုလဲသွားပြီးလွှမ်းမိုးရန် မကြိုးစားသင့်ပါရေအေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလို့ဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာနိုင်ပျော်စားဆက်ရာ တတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ